င်္ဂလာပါညီကိုမောင်နှမတို့ဘုရားသခင်ရဲ့ကျေးဇူးတော်ကြောင့်ဒီနေ့မနေ့မှကျွန်တော်တို့အသက်တာကိုပြောင်းလဲစေတဲ့နှုတ်ကပတ်တော်ကိုဝင့်ငှခွင့်ရတဲ့အတွက်ဝမ်းမြောက်ပါတယ်ကျွန်တော်မိကုံးတစ်ခုနဲ့အစာပြုချင်ပါတယ်သင်ဟာစစ်မှန်တဲ့ညီသက်ချင်းကိုလူချင်းပါသလားတင်းရဲ့နေ့စဉ်အသက်တာမှာဘုရားသခင်ရဲ့အသက်ရှင်ခြင်းတန်ဖိုးတွေစီးစင်းနေတာကိုခံစားချင်ပါသလားကျွန်တော်တို့အားလုံးက yes လို့ဖြေကြပါပါ ဒါပေမဲ့လက်တွေ့မှာတော့တချို့ရက်တွေမှာစိတ်တက်ကြတဲ့ဒေါသထွက်တဲ့စိုးရိမ်ပူပန်မှုတွေနဲ့ရှုပ်ထွေးနေတတ်ပါတယ်။ဘာကြောင့်လဲ?အကြောင်းရင်းကတော့စစ်မြေပြင်ဟာကျွန်တော်တို့ရဲ့စိတ်ထဲမှာဖြစ်နေလို့ပါပဲ။ယောမအောဝါရစာခန်းကြီး၈အငယ်၆ထဲမှာရှင်းရှင်းလင်းလင်းပြောထားပါတယ်။ဇာတိပဂတိစိတ်တဘောဒီတေခြင်းအကြောင်းဖြစ်၏။ဝိညာဉ်တော်စိတ်တဘောမူကားအသက်ရှင်ခြင်းအကြောင်းနဲ့ငြိမ်သက်ခြင်းအကြောင်းဖြစ်၏။ဒီနေ့မှာတော့ကျွန်တော်တို့ရဲ့ စိတ်ကိုဘလို့ထိမ့်ချုပ်မလဲဝိညာဉ်တော်၌ဆွဲလန်းသောစိတ်ဆိုတာဘာလဲဆိုတာကိုဝင်ငှသွားခြင်းပါလေပထမဆုံးယောမဩဝါဒစာခန်းကြီး၈အငယ်၅ကိုကြည်ကြရအောင်ဒီလောကမှာလူနှမျိုးပဲရှိတယ်လို့တမန်ကျမ်းစာက ဆိုပါလေဇာတိပဂတိအတိုင်းကျင့်တော်သူနဲ့ဝိညာဉ်ပဂတိအတိုင်းကျင့်တော်သူပါပဲသူတို့ဟာဘာကွာခြားတယ်လဲသူတို့အမြဲတမ်းတွေးတောတဲ့အရာကွာခြားပါတယ်တင်းရဲ့စိတ်ကိုလျှက်စစ်မီခလုတ် တစ်ခုလို့မြင်အောင်ကြည့်ပါဒီခလုတ်ကိုလိုင်းအမျိုးမျိုးပြောင်းဖွင့်လို့ရပါတယ်တကယ်လို့သင်ကခလုတ်ကိုဇာတိပကတိဘက်မှာ ဖွင့်ထားမယ်ဆိုရင်ငရဲနဲ့ဆိုင်နဲ့နတ်ဆိုးနဲ့ဆိုင်နဲ့တွန်းအားတွေကိုလက်ခံရရှိနေမှာဖြစ်ပါတယ်တကယ်လို့ဝိညာဉ်တော်ဘက်မှာခလုတ်ဖွင့်ထားမယ်ဆိုရင်တော့ကောင်းငင်ပုံကတန်မိုးတွေကိုလက်ခံရရှိမှာဖြစ်ပါမိတ်ဆွေဒီနေ့သင်ရဲ့စိတ်ခလုတ်ကိုဘယ်ဘက်မှာဖွင့်ထားတယ်လဲမနဲ့မိုးလင်းတာနဲ့ဘာကိုအရင်ဆုံးတွေးမိတယ်လဲ စိုးရင်ပူပန်မှုလားဖျားသခင်ရဲ့ဂတိတော်ကိုလားဒုတိယအချက်အနေနဲ့ဇာတိပဂတိစိတ်ရဲ့ကြောက်စရာကောင်းပုံကိုပြောပြခြင်းပါယောမဩဝါဒစာခန်းကြီး၈အငယ်9ကနေ၈ထဲမှာဇာတိပဂတိစိတ်တဘောသည်ဖျားသခင်နဲ့ရံပက်ဖြစ်၏လို့ဖော်ပြထားပါဇာတိပဂတိကဖျားသခင်ကိုမနှစ်သက်စေနိုင်ပါဘူးဥပမာတစ်ခုပြောပြခြင်းပါဝတ်တကောင်ဟာရှင်ထဲမှာလူးနေရတာကိုကြိုက်တယ် ။ဘာလို့လဲဆိုတော့အဲ့ဒါသူ့ရဲ့တဘာဝမဟုတ်လို့ပါ။ចောင်းတကောင်လုံးကို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 တန်ရှင်းလို့မှမဟုတ်ပါဘူး။ ဇာတိပဂတိဆိုတာအဲ့ဒီဝတ်လိုပါပဲသူ့ကိုတန်ရှင်းအောင် နေစမ်းပါလို့ပညာပေးလို့မရပါဘူးသူ့ကိုလဝါကားတိုင်းတင်ရမှာဖြစ်ပါသင်ကအင်တာနက်ပေါ်ကမကောင်းတဲ့အရာတွေကိုကြည်နေမယ်အတင်းဖြစ်နေပြောနေမယ်ရန်ညိုးတွေထားနေမယ်ဆိုရင်သင်စိတ်ကိုဇာတိပဂတိအပေါ်တင်ထားတာဖြစ်တဲ့အတွက်သင်ချင်းဆိုတဲ့ရလတ်စိတ်တကြခြင်းမှောင်မိုက်ခြင်းရှုပ်ထွေးခြင်းတွေကိုရိတ်သိမ်းရမှာဖြစ်ပါတတိယအချက်အနေနဲ့ဘလို့လုတ်ပြီး ဝိညာဉ်တော်၌စိတ်ဆွဲလန်းမလဲယောမဩဝါဒစာခန်းကြီးရှင်းအငယ်၄ထဲမှာပြောပါတယ်တန်ရှင်သောဝိညာဉ်တော်နောက်ကိုနေစဉ်လိုက်လျှောက်ခြင်းအပြင်တန်ရှင်ခြင်းဖြစ်လာပါတယ်လက်တွေ့နိလန်းတစ်ခုပေးခြင်းပါတယ်တင့်စိတ်แท้ကိုမကောင်းတဲ့အတွေးတွေတက်မဲ့တဲ့အတွေးတွေဝင်လာရင်အဲ့ဒီအတွေးကိုအတင်းအတ္တမတိုက်ထုတ်ဖို့မကြိုးစားပါနဲ့ရိုးရိုးလေးပဲဒီအတွေးကိုဖယ်ထုတ်လိုက်ပြီးဖျားသခင်အပေါ်အာယုံပြောင်းလိုက်ပါ ဥပမာတက်မှတ်တဲ့အတွေးဝင်လာရင်ချက်ချင်းပဲကိုးကွယ်ခြင်းတခြင်းတစ်ပုဒ်ကိုဖွင့်လိုက်ပါဘုရားသခင်ကိုချီးမွမ်းလိုက်ပါသင်စတင်ကိုးကွယ်လိုက်တာနဲ့တပြိုင်နက်စိုးညစ်တဲ့အတွေးတွေငြိမ်သက်သွားပါလိမ့်ဖိလိပ္ပိဩဝါဒစာအခန်းကြီး၄အငယ်၈မှာပြောသလိုမှန်ကန်သောစင်ကြယ်သောချီးမွမ်းပွေသော အရာတွေကိုတွေးတောပါဏိကုံးချုပ်အနေနဲ့အားပေးခြင်းပါတယ်ရွေးချယ်မှုကတော့ တင့်လက်ထဲမှာပဲရှိပါတယ်။ငါရဲ့စိတ်ကိုဒီနေ့ဘယ်အရာပေါ်မှာတင်မလဲ။ဇာတိပဂတိအပေါ်မှာတင်ရင်တေခြင်းကိုရမယ်။ဝိညာဉ်တော်ပေါ်မှာတင်ရင်အသက်ရှင်ခြင်းနဲ့ညီတက်ခြင်းကိုရမယ်။ခရိယန်တယောက်အနေနဲ့နှစ်ဖက်ခွာပြီးနေလို့မရပါဘူး။သင်ဟာသခင်ခရစ်တော်၌ရှိတော်သူဖြစ်တဲ့အတွက်ဇာတိပဂတိထဲမှာမရှိတော့ဘဲဝိညာဉ်တော်၌ရှိတော်သူဖြစ်တယ်လို့တမန်ကျမ်းစာကဆိုထားပါတယ်။ ဒါကြောင့်တင့်ရဲ့နေရာမှန်ဖြစ်တဲ့ဝိညာဉ်တော်ထဲမှာပဲနေပါတင့်စိတ်ကိုအထက်အရက်ကအရာတွေပေါ်မှာပဲအာယုံဆိုင်ပါဒီအချိန်မှာကျွန်တော်တို့အားလုံးငြိမ်သက်လျက်ဘုရားသခင်ရှိမှာစင်ချင်ကြရအောင်ဒီနေ့ဒီနေရာမှာကျွန်တော်စိတ်ကအမြဲတမ်းစိုးရိမ်ပူပန်မှုတွေနဲ့ပြည်နေတယ်မကောင်းတဲ့အတွေးတွေနဲ့တိုက်ပွဲဝင်နေရတယ်စိတ်ငြိမ်သက်မှုမရှိဘူးဆိုတဲ့သူတွေရှိပါသလားတင့်ရဲ့စိတ်ခလုတ်ကို ြန်ပြောင်းရမယ့်အချိန်ဖြစ်ပါတယ်ဇာတိပဂတိအတွေးတွေကို ဒီနေရာမှာထားခဲ့ပြီးဝိညာဉ်တော်ရဲ့ငြိမ်သက်ခြင်းကိုရယူပါကျွန်တော်တို့အားလုံးမိမိစိတ်နှလုံးကိုဘုရားသခင်ထံအနံ့ပြီးဆုတောင်းကြပါစို့အဖဘုရားသခင်ကျွန်တော်တို့ဤစိတ်နှလုံးကို ကိုရော့ထံအနံ့ပါ၏ဇာတိပဂတိနဲ့ဆိုင်သောအတွေးများစိုးရင်ပူပန်မှုများနဲ့မတန့်ရှင်းသောအရာများကိုညှင်းပယ်ပါ၏ တန်ရှင်သောဝိညာဉ်တော်ကျွန်တော်တို့ဤစိတ်အာယုံကိုထိမ့်ချုပ်တော်မူပါအသက်ရှင်ခြင်းနဲ့ငြိမ်သက်ခြင်းလမ်းသို့ပို့ဆောင်တော်မူပါနေ့ရက်တိုင်းတွင်ဝိညာဉ်တော်၌ဆွဲလန်းသောစိတ်တဘောနှင့်အသက်ရှင်နိုင်သောသူများဖြစ်စေတော်မူပါသခင်ယေရှုခရစ်တော်၏နာမတော်မြတ်၌ဆုတောင်းဆက်ကပ်ပါ၏အာမင်